ဝင်မြင်လာပါ Facebook နဲ့ YouTube မှာ video တွေဖန်တီးပြီးတော့ဝင်ဝေချာခြင်းနဲ့သူတွေအတွက်ကက်ကက်ကိုအခုမှစတုံးတဲ့သူတွေအတွက်ကက်ကက်မှာ video တပုတ်ကိုဘယ်လိုမျိုးတီးဖြတ်လုပ်ရလဲဆိုတာကိုကျွန်တော်အစအဆုံးပြောပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်နဲ့တူလိုက်ပြီးတော့လေ့လာကြည့်ပါဒီ video ကိုကြည့်ပြီးသွားပြီဆိုလို့ချင်းကျွန်တော်တို့တေချာပေါ့ video တပုတ်ကိုတီးဖြတ်တတ်မှာဖြစ်ပါတယ်เนาะ အဲ့တော့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့တီးဖြတ်မှာဖြစ်တဲ့အတွက် new project ကိုနှိပ်ပါမယ်။ new project ကိုနှိပ်ပါပြီဆိုလို့ရှိရင်ကျွန်တော်နောက်ခံ background အတွက် photo ယူပါမယ်။ယူပြီးသွားပြီဆိုလို့ရှိရင်တော့ photo နှိပ်ပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ album လေးကိုယူလိုက်ပါမယ်။ album ကိုယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကိုအသုံးပြုမဲ့ album ကိုရှာပါမယ်။ဒီမှာဆိုလို့ရှိရင်ကျွန်တော်အသုံးပြုမဲ့ album background တစ်ခုကိုကျွန်တော်တို့ယူလိုက်ပါမယ်။ background ကိုယူဖို့အတွက်ကျွန်တော်တို့က as value ကိုနှိပ်လိုက်ပါမယ်။ ဒါဆိုလို့ရှိရင် background လေးတကူရောက်လာပြီဖြစ်ပါတယ်နော်အဲ့တော့ video ရဲ့ timeline ကိုကြုံလေးကြုံဒီမှာဆွဲလိုက်ပါမယ်ဒီ background လေးကို okay နော်10မိနစ်လောက်ဒီကြုံလေးဆွဲလိုက်မယ်10မိနစ်ကြုံကြုံပါနော်ဆွဲပြီးွားပြီဆိုလို့ရှိရင်ဒီကောင်ကိုကြုံလေး size show ပေးရပါမယ်အဲ့တော့ size တတ်မှတ်ဖို့အတွက်ဒီမှာ aspect ratio ဆိုတာရှိပါတယ်အဲ့ဒီမှာကြုံလေးက960 ratio ကိုယူလိုက်ပါမယ်ပြီးရင်တော့ကြုံလေးဒီမှာအမှန်ရှင်းလိုက်မယ်အမှန်ရှင်းပြီးွားပြီဆိုလို့ရှိရင်ဒီ ကောင်လေးကိုအဲခုနက background ဖြစ်တုံးမဲ့ email လေးကိုရုပ်လေး crop 2နဲ့ကျွန်တော်တို့960 ratio ကိုဖြတ်ပေးပါမယ် okay transform နှိပ်ပဲ transform ကိုနှိပ်ပြပါပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီမှာ resize ဆိုတာရှိတယ်ဗောနော်အဲ့တော့ကျွန်တော်မြားလေးနဲ့ထိုးပြပါเนาะထိုးပြပါမယ် resize လေးကိုကျွန်တော်နှိပ်လိုက်မယ် ရက်ဆိုက်ကိုနှိပ်ပါပြီဆိုလို့ရှိရင်ဒီမှာ960 ratio ပေါ့နော်9 ratio 16ကိုကျော်နှိပ်လိုက်မယ်ပြီးရင်တော့အမှန်ချက်ကလေးကိုချက်လိုက်မယ်နော်ဒါဆိုလို့ရှိရင်တော့9 ratio 16လေးရပြီပေါ့နော်ရပါပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးလေးဆွဲပြီးတော့ချက်လိုက်ပါโอเคဒါဆိုလို့ရှင်ကျွန်တော်တို့က9ချိုး16တော့ရသွားပြီပေါ့เนาะ9ချိုး16ရပါပြီရပါပြီဆိုလို့ရှင်ကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့ကဗီဒီယိုကိုဆွဲထည့်ပါမယ်ဗီဒီယိုကိုထည့်ဖို့အတွက်ဒီမှာ overlay ကိုနှိပ်မယ်เนาะ overlay ကိုနှိပ်ပါမယ် ဲ့တော့ကျတော့ဒီမှာ over လေးကိုမျှပြထားပါတယ် over လေးကိုနှိပ်ပါ over လေးကိုနှိပ်ပါပြီဆိုလို့ရှိရင်ကျတို့က s over လေးကိုထပ်ပြီးတော့နှိပ်ပေးပါမယ် add over လေးကိုနှိပ်ပါပြီဆိုလို့ရှိရင်ကျတို့က video ယူมาဖြစ်တဲ့အတွက် video ကို select ပေးမယ်ပြီးသွားပြီဆိုလို့ရှိရင်ကျတို့ဒီမှာ event ဆိုတာကိုပြန်ရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ကျတို့ဒီမှာဒီကောင်လေးကိုကျတို့ရွေးလိုက်မယ်ပြီးလို့ရှိရင်တော့ s ဆိုတာလေးကိုနှိပ်လိုက်မယ်နော် ဒါဆိုလို့ရှင်ဗီဒီယိုလေးက timeline တွေကိုရောက်လာပြီဖြစ်ပါတယ်နော် timeline တွေရောက်လာပြီဆိုလို့ရှင်ဗီဒီယိုလေးကိုအခုလိုမျိုးလေး site လေးကိုနည်းနည်းလေးသေးပေးလိုက်ပါ site ကိုသေးပြီးပါပြီဆိုလို့ရှင်ဒီဗီဒီယိုလေးကိုကျွန်တော်တို့ကဗီဒီယိုကိုထပ်ပြီးတော့ကျွန်တော်တို့ဒီဘေးနားနေပြီးတော့ phone frame လေးထည့်မှာပေါ့နော်ဤပညာဗီဒီယိုဖြစ်တဲ့အတွက် phone frame လေးထည့်မယ် phone frame လေးထည့်ဖို့အတွက်ကိုကျွန်တော်တို့ဒီမှာဘယ်လိုသွားမလဲဆိုလို့ရှင် sticker ကိုကျွန်တော်ရှာပေးမယ်ပေါ့နော် โอเค overlay တွေကနေထွက်ပြီးတော့ကျတို့ဒီမှာ sticker ကိုယူလိုက်ပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျတို့တွေ sticker တိုးလေးကိုမြင်တွေ့ရလိမ့်မယ်เนาะ sticker တိုးလေးကိုနှိပ်ပေးပါ sticker တိုးကိုနှိပ်ပေးပါပြီဆိုလို့ရှိရင်ကျတို့ဒီမှာဘာချမှာလဲဆိုလို့ရှိရင်ဒီအပေါ်ဆက်ဘာလေးမှာကျတို့တွေ wow ဖုန်းဖရိတ်ဆိုပြီးတော့ရိုက်ထည့်လိုက်ပါအဲ့တော့ဒီမှာကျတို့ရိုက်ထားတာဖုန်းဖရိတ်ဆိုတာရှိတဲ့အတွက်ဒီမှာဖုန်းဖရိတ်ကိုကျတို့နှိပ်လိုက်မယ် နှိမ့်လိုက်ပါလို့ဆိုလို့ရှိရင်ဘယ်ဘက်အပေါ်နားလေးမှာ ဖုန်းဖရိတ်လေးရှိတယ်ပေါ့နော်ဒီမှာအများကြီးရှိတယ်နော်ဒါပေမဲ့ကျွန်တော်တို့တွေကိုယ်နဲ့အဆင်ပြေတဲ့ဖုန်းဖရိတ်ကိုယူမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီညာဘယ်ဘက်အပေါ်နားကဖုန်းဖရိတ်လေးကိုပဲကျွန်တော်ယူလိုက်မယ်ပေါ့နော်โอเคဒါဆိုရင်ဖရိတ်လေးကတော့ရောက်လာပြီနော်ဖရိတ်လေးကတော့ရောက်လာပြီရောက်လာပြီဆိုလို့ရှိရင်ဖရိတ်လေးကိုအခုလိုမျိုးလေးဆွဲပြီးတော့ချက်ပြလိုက်ပါဒါဆိုလို့ရှိရင်ဖုန်းဖရိတ်လေးကဖုန်းနဲ့ကွက်တီဖြစ်သွားပြီပေါ့နော် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာသူ့ကိုပြန်ပြီးတော့ထွက်လိုက်ပါမယ်ထွက်ပြီးသွားပြီဆိုလို့ရှိရင်ခုနကဖုန်း frame လေးကိုကျွန်တော်တို့လေခုနကဒီမှာ overlay ကိုပြန်ဝင်လိုက်မယ်နော် overlay ကိုပြန်ဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ကိုဆက်လက်ပေးလိုက်မယ်နော်ဒီကောင်လေးကိုဆက်လက်ပေးလိုက်မယ်ပြီး video လေးကိုအရင်ဆုံးဆက်လက်ပေးရတယ်ဆက်လက်ပေးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘယ်ဘက်ကိုဆွဲသွားပါဘောနော် ဘယ်ဘက်ကိုဆွဲပါဆွဲပါတယ်ဆိုလို့ရှိရင်ကျုပ်ဘာကိုရှာမှာလဲဆိုလို့ရှိရင် mask ဆိုတာကိုရှာမှာပေါ့နော် mask ဆိုတာကိုရှာမှာအဲ့တော့ကျုပ်ဒီမှာ okay ဒီမှာဆိုလို့ရှိရင် mask တွေ့ပြီပေါ့နော် mask တွေ့ပြီအဲ့တော့ကျွန်တော်ဒီမှာအဝိုင်းလေးဝိုင်းပြတဲ့နေရာ2လေးပေါ့နော်အဲ့2လေးကိုကျုပ်ဒီယူရမှာဖြစ်ပါတယ်နော် အဲကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါအဲကောင်လေးကိုတစ်ချက်နှိပ်ပြီးတော့မမဆိုလို့ချင်းဒီမှာ original တို့ပေါ့နော်အဲ moisture တို့ပြီးလို့ရှိရင်တော့အများကြီးကြုံတွေပေါ့နော်အများကြီးရှိတယ်ပေါ့နော်အဲ has တွေလည်းရှိတယ်ပြီးလို့ရှိရင် rectangle လည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က rectangle ကိုယူမှာပေါ့နော် rectangle လေးကိုကျွန်တော်နှိပ်လိုက် rectangle ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်အခုလိုမျိုးပုံစံလေးမြင်တွေ့ရမှာဖြစ်ပါတယ်เนาะတည်တည်လေးဖြစ်သွားလိမ့်မယ်အဲအဲ့လိုမျိုးတည်တည်လေးဖြစ်သွားတဲ့အခါမှာကျတို့ဘာတွေ အဲထပ်ပြီးတော့ adjust လုပ်လို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်မြားလေးနဲ့ထိုးပြမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဘေးဘောင်ကိုကျွန်တော်တို့ရဆွဲချက်တာဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါ်အောက်ဒီကောင်ကကျတော့ဗလားပေးတာပေါ့နော်ဒီ frame ကိုကျွန်တော်တို့ကဒီ video frame ကို video ကိုဗလားလိုက်တာဝါလိုက်တာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အနာသားလေးဝါတာနော်အဲ့တော့ဒီအပေါ်ကကျတော့ကျွန်တော်တို့ဘာလုပ်ထားလဲဆိုလို့ရှိရင် तू ကကျတော့ ကျွန်တော်တို့ rounded ပေါ့နော် rounded ကြောင့်ဒီအနားလေးတွေကို avoid လေးတွေဖြစ်အောင်ချိုးလိုက်တယ် avoid လေးတွေလုတ်ပေးတာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အားလုံးနားလဲကြပြီလို့ထင်နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဘေးနှစ်ဖက်ကိုအရင်ဆုံးဆွဲလိုက်နော်ဘေးနှစ်ဖက်ကိုအရင်ဆုံးဆွဲလိုက်မယ်ဆွဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်နဲ့အောက်ကိုထပ်ပြီးတော့ဆွဲလိုက်နော်အပေါ်နဲ့အောက်ကိုထပ်ပြီးတော့ဆွဲလိုက် ဆွဲယူရပြီဆိုလို့ချင်းကျွန်တော်တို့ဒီကောင်လေးကိုနည်းနည်းလေးကြော်လေးဆွဲလိုက်ဒါဆိုလို့ချင်းအခုလိုမျိုးလေးကိုွေးသွားတာကိုမြင်တွေ့ရတယ်မြေနော်အခုလိုမျိုးလေးကိုွေးရတာမြင်တွေ့ရတယ်မြေပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကအမှားလေးချက်ပြလိုက်နော်အမှားချက်ပြလိုက်အမှားချက်ပြလိုက်တယ်ဆိုလို့ချင်းဒီဗီဒီယိုလေးကကျွန်တော်တို့ဒီဖုန်းဖိတ်လေးတွေကိုဝင်သွားပြီဖြစ်ပါနော်ဖုန်းဖိတ်လေးတွေကိုဝင်သွားပြီဖြစ်ပါတယ်အဲ့တော့စတီကာလေးတွေကိုပြန်သွားလိုက်မြေ ခြေကလေးကိုသွားပြီးသွားပြီဆိုလို့ရှိရင်ဒီ frame လေးကိုပြန်ပြီးတော့ရွေးလိုက်မယ်เนาะရွေးယူပါပြီဆိုလို့ရှိရင် frame လေးကို video ပြည့်တဲ့အထိကိုဆွဲပြီးလိုက်ပါအဲ့တော့ဒီကနေကျွန်တော်တို့ပြန်ပြီးတော့ဒီကောင်လေးကိုဆွဲပြီးမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေက phone ကို frame လေးထည့်လိုက်ပြီပေါ့เนาะထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာတစ်ချက်ကြည့်မယ်ကြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာဒီနေရာလေးမှာကျွန်တော်တို့ဒီပေါ့เนาะ အဲပူတဲ့ဟာလေးကိုကျွန်တော်ဖြတ်မှာเนาะပူတဲ့ဟာကိုဖြတ်မှာဖြစ်တဲ့အတွက်သူ့ကို over လေးကိုကျွန်တော်နှဲ့တယ်เนาะ over လေးကိုနှဲ့ယူပါတော့ over လေးကိုနှဲ့ယူပါဆိုလို့ရှိရင်ဒီ video ရုပ်တံနဲ့ video ရုပ်တံနဲ့ကျွန်တော်ခုနကထည့်လိုက်တဲ့ background over လေးနဲ့ပြီးလို့ရှိရင်ခုနက full frame sticker လေးနဲ့ပေါ့เนาะတဏီရဲဖြစ်သွားအောင်ကျွန်တော်နှဲ့တယ်ပေါ့เนาะတဏီရဲဖြစ်သွားအောင်ကျွန်တော်ညှိမယ်အဲ့လိုညှိဖို့အတွက်ကိုကျွန်တော်ကဒါဆိုလို့ရှိရင် စတီကာတစ်ခုဖြတ်မနော်စတီကာတစ်ခုပဲဖြတ်အဲစတီကာကိုဖြတ်မှဖြစ်တဲ့အတွက်စတီကာကိုဖြတ်မှဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကစတီကာတွေကိုပြန်ပြီးတော့သွားလိုက်ပါနော်စတီကာကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပိုးတဲ့ဟာလေးကိုအခုလိုမျိုးလေးအဲလက်ကလေးနဲ့ဖြီးပြီးတော့ဆွဲလိုက်မယ်နော်ဒါဆိုလို့ရှိရင်အားလုံးကတန်းနဲ့ဖြစ်သွားပြီနော်အားလုံးကတန်းနဲ့ဖြစ်သွားပြီဆိုလို့ရှိရင်โอเคအဲဒီလိုကတ်ကတ်ဆိုတဲ့ဟာကြီးပါနေတယ်ဆိုလို့ရှိရင်ကျွန်တော်တစ်ခါလေးဖြတ်လိုက်မယ်နော် โอเคဖြတ်ပြီးသွားပြီဆိုလို့ချင်းကျောပြန်ဖွင့်ကြည့်ပါဖွင့်ကြည့်ပြီးသွားပြီဆိုလို့ချင်းကျောဒါဆိုလို့ရှင်ရပြီပေါ့เนาะဟုတ်ပြီရပြီဆိုတော့ကျောတို့တွေကဒီအဝင်အထွက်မှာကျောတို့တွေက animation လေးတွေထည့်ကျင်တယ်ပေါ့เนาะအဝင်အထွက်မှာ animation ထည့်ကျင်တယ်ဆိုလို့ရှင်ကျောဒီ animation ထည့်ဖို့ phone rate လေးကိုအရင်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှင်ကျောတို့က animation ကိုနှိပ်လိုက်မယ် animation ကိုနှိပ်ပြပါပြီဆိုတာ ਨੇ အဝင်ဖြစ်တဲ့အတွက်သူက in ဆိုတော့ဗောနော် in ကနေပြီးတော့ကျတို့တွေ in အဲ့မှာရှိတဲ့ effect ကလေးတွေပေါ့နော်အဲ့ဒီ effect ကလေးတွေကိုကျော်ရီယူသုံးမယ်ပေါ့နော်အဲဒီကောင်လေးသုံးမယ်ဟုတ်ပြီဒါဆိုလို့ရှိရင် तू အဲ့ဒီပုံစံတိုင်းလေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့အမှန်ရှက်လိုက်မယ်ပြီးရင်တော့ကျော်ရီတွေက overlay ပေါ့နော် overlay ကိုပြန်သွားလိုက်မယ် overlay ကိုဘာကြောင့်ကျော်ရီတွေပြန်သွားတာလဲဆိုလို့ရှိရင် overlay မှာ video ရှိနေတယ်ပေါ့နော် video ရှိနေတယ် video ရှိနေတာဖြစ်တဲ့အတွက်ကျော်က overlay ကို select ပေးတယ် select ပေးပြီးဆိုလို့ရှိရင် animation ကိုနှိပ်တယ်ပေါ့နော် animation နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ in ဆိုတာလေးကိုကျွန်တော်ပြန်ပြီးတော့သွားမယ်။ပြန်သွားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနကဘလိုပုံစံမျိုးလေးလဲပေါ့နော်။ကိုဘလိုပုံစံမျိုးလေးသုံးပါလဲ။အဲကိုအသုံးပြုကျင်တဲ့ပုံစံလေးကိုဒီမှာပြန်ပြီးတော့အဲကြောဒီပုံစံလေးထည့်ကျင်တယ်ဆိုလို့ချင်းဒီပုံစံလေးပေါ့နော်ဒီဒါတိုင်းမင်းတော့ကျော်ဒီအမှန်ချစ်ပြီးလိုက်မယ်အမှန်ချစ်ပြီးပြီးပါပြီဆိုလို့ချင်းကျော်ပြန်ပြီးတော့ဖွင့်ကြည့်လိုက်ပေါ့နော်ဖွင့်ကြည့်လိုက်တဲ့ဆိုလို့ချင်းတော့အခုလိုပုံစံမျိုးလေးကျော်ဒီ ဒါ animation လေးကအလုံးလုံးနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာနော် content creator တိုင်းမလိုချင်တဲ့အရာတစ်ခုကိုဘယ်လိုမျိုးကျွန်တော်တို့တွေဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကစာတန်းတွေပါတွေထိုးခြင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ကစာတန်းတွေပါတွေထိုးလို့ရတယ်နော်စာတန်းတွေပါတွေထိုးလို့ရတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနည်းပညာနဲ့ပတ်သက်တဲ့ video လေးတွေ တီးဖြတ်တတ်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာလေးတွေကိုသိကျင်လဲဆိုလို့ချင်းကွန်မန့်လေးမှာရေးပေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးပဲစိတ်အချမ်းပါခြင်းကိုယ်အချမ်းပါခြင်းနဲ့ပြည့်စုံကြပါစေ